မင်္ဂလာပါရှင်ဘာမခိတိတရင်ဌာနဤဒီဇင်ဘာလ10ရက်နေ့စိတ်ဝင်စားပွဲထိတ်တန့်ရောက်တဲ့တရင်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့တောင်ငူအခြေဆိုင်ကီတုမတီလေးတဲ့စခန်းစီတိုလောင်ခန့်ကို108မမရှော့တိုက်တုံများဖြင့်တိုက်ခိုက်မှုပြမှတ်ကိုတီတီမီမီတိုက်ခိုက်နိုင်ခဲ့ပြီးနိုင်ဝက်ခတ်ပောက်ကွဲမှုဖြစ်ပေါ်ခဲ့ဟုဆိုတဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ် ။ပဲခူးတိုင်းတောင်ကူမျိုးအခြေဆိုင်ကီတူမဒီလီတက်စခန်းရှိစီတိုလောက်ကန်များကို108မမရှော့တိုက်ထုံများဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာပြစ်မှတ်ကိုထီထီမိမိတိုက်ခိုက်နိုင်ခဲ့ပြီးနိုင်ဝက်ခတ်ပောက်ကွဲမှုများဖြစ်ပေါ်ခဲ့ကြောင်း February 4မြန်မာ VWN အဖွဲ့တာဝန်ရှိသူကသတင်းဌာနကိုပြောကြားပါရယ်။ဂျမန်နီဒီဇင်ဘာလ9ရက်နေ့ည9:55မိနစ်အချိန်တောင်ကူမျိုးရှိအာနာသိန်းစစ်အုပ်စု၏ကီတူမတီလီတက်အတွင်ရှိစီလောက်ကန်များကိုအဓိကပြစ်မှတ်ထား၍108မမရှော့တိုက်ထုံ6လုံးဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာလေတက်အတွင်သို့ကြားရောက်ပောက်ကွဲပြီး ထက်စစ်ပေါက်ကွဲတံများကြာရကြောင်းလေဒါအတွင်းပေါက်ကွဲမှုမှာနိုင်ဝက်ကြော်ကြာမြင့်ခဲ့ပြီးထိခိုက်ဒေဆုံးပျက်စီးမှုရှိနိုင်ကြောင်းသိရပါတယ်။ပြစ်မှတ်ကတော့အဓိကစီလောင်ကန်တွေတီးသက်ကိုရှိရွယ်ဖြစ်တာပါ။စေကောင်စီကတောင်ငူနဲ့ရေရာရှိတဝိုက်ကကြေးရွာတွေမှာစစ်ကြောင်းတွေထိုးပြီးနေရာပေါင်းစုံအထက်ထက်ပိတ်ဆို့ထားတာ။ အဲ့ဒီဂျားတွေကလှုပ်ခဲ့ရတာဆိုတော့အတော့ကိုခက်ခဲပြီးစွန့်စားရပါတယ်။လီတက်ဖြိုဖို့နီလန်းပေါင်းစုံတုံးပြီးပူပေါင်းတိုက်ခိုက်ကြဖို့တိုက်တွန်းချင်ပါတယ်ဟု February 4မြန်မာ VWN အဖွဲ့တာဝန်ရှိသူကသတင်းဌာနကိုပြောကြားပါတယ်။အဆိုပါတိုက်ခိုက်မှုကို February 4မြန်မာ VWN အဖွဲ့ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Force MKCDF Anti Coup People Liberation Force ACPLF တန်တောင်မြောက်ပိုင်းအထူးဒေသ Fighter Sage အဖွဲ့နှင့် KNL တပ်မဟာနှင့်တရင်ငါတို့ပူးပေါင်းက VWNE Mission 47အဖြစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ရေဦးတော်လန်ရေးဤအနိုင်ရှုံးကိုအစုံအဖြတ်ပေးမဲ့စေအုပ်စု၏လေးတပ်ကိုအ мян ဆုံးဖြိုခွင်းနိုင်ရင်မှတော်လန်ရေးအချိန်ကျလာသည်နှင့်အမျှအရေးကြီးလာပြီးဖြစ်၍ VWN အဖွဲ့ကနေမြေကမဟာမိတ်များနှင့်ပူးပေါင်းကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းစေအုပ်စုဘက်မှအထက်ထပ်ပိတ်ဆို့ကစီးထားသော်လည်းနေမြေကမဟာမိတ်အဖွဲ့များ၏အမှားကန်ကူညီမှုကြောင့်အခက်အခဲများကြောင့်မှပင်ဝင်ရောက်ပစ်ခတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည် ဆက်လက်ပြီးအရာတော်မျိုးရေဦးမျိုးနဲ့မိုးကုတ်မျိုးတို့တွင်ပြည်သူများကအတန်းတိတ်တပိတ်၌ပူပေါင်းပါဝင်နေတဲ့ဆွေသတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ဇကိုင်းတိုင်းအရာတော်မျိုးရေဦးမျိုးနဲ့မန္တလေးတိုင်းမိုးကုတ်မျိုးတို့တွင်ပြည်သူများကအတန်းတိတ်တပိတ်ပြုလုပ်နေပြီးလမ်းသွားလက်လာပြည်သူများမရှိတော့ကြောင်းဒေသခံပြည်သူများကသတင်းထဏာကိုပြောကြားပါတယ်။ယနေ့ဒီဇင်ဘာလ10ရက်နေ့တွင်တနိုင်ငံလုံးအတိုင်းအတာဖြင့်ပြုလုပ်နေသောအတန်တိတ်တပိတ်၌အရာတော်မျိုးရေဦးမျိုးနှင့်ဘိုးကုတ်မျိုးတို့မှပြည်သူများယာနှုံးဖြင့်ပူးပေါင်းပါဝင်နေခြင်းဖြစ်ကြောင်းသိရပါသည် ဆက်လက်ပြီးဖလူလေးရွာထိပ်ဖျားစီတီနေရာအောင်စေအုပ်စုမှပေါင်900ပုံဖြင့်ကျဲချရဲဆွဲတဲ့င်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ခရင်ပြည်နယ်မြောက်ပိုင်းမြို့တောင်ဘက်ဖလူလေးကျေးရွာထိပ်ရှိရွှေတကုံပုံစံတူစီတီဖျားနေရာအောင်စေအုပ်စုကယနေ့ဒီဇင်ဘာ၁၀ရက်နေ့လယ်ပိုင်းမှာဂျက်တိုက်လေရင်ဖြင့်ပေါင်900ပုံနှလုံးကျဲချတိုက်ခိုက်ခဲ့သောကြောင့်ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်းနေမြစ်စေရေးတဲ့င်းရင်းမြစ်ကတီးရပါတယ်။ ဖလူလီချေးရွာ၌စေအုပ်စုနှင့် KNL မဟာမိတ်တပ်များနှစ်ဖက်ထိတိုက်စစ်ဆင်ထားသည့်ယနေ့၁၂နာရီဝန်းကျင်တွင်စစ်ရေးပြတ်မှတ်မဟုတ်သည့်ထိုဖျားစီဒီနေရာကိုစစ်တပ်ကလေကြောင်းမှတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KNL မဟာမိတ်တပ်ဖွဲ့ဝင်တအုပ်ကပြောပါရယ်ဖလူလီဖျားကုန်းကိုရန်သူစစ်ကြောင်းတက်လာတာမရတော့မရသေးဘူးဂျက်ဖိုက်တာနဲ့ခြတာနှလုံးပေါ်တပတ်ပြလိုက်တလုံးကျဲလိုက်နဲ့ခြားသွားတာတိုက်ပွဲလေးဆက်ဖြစ်နေတော့ဆိုတော့မြေပြင်အပြက်စီးကတေချာမသိရသေးဘူးပြက်စီးတာတော့ရှိတယ်ဟု၎င်းကသတင်းဌာနကိုပြောပါရယ် စီအုပ်စုလည်းရင်ကျဲချတိုက်ခိုက်သွားသည့်ဧရိယာတဝိုက်မှာငွေလေးရာဇဝတ်လုပ်ငန်းများရှိနေပြီးဖလူလေးအပါဝင်မင်းလက်ပံကျော်ဝါဘိုးတောင်ကျော်ဘက်သို့စစ်ကြောင်းဖြန့်ကျက်တိုက်ခိုက်လာသည့်စီအုပ်စုကို KNL မဟာမိတ်တပ်များကဖျက်တောက်တိုက်ခိုက်နေကြောင်းလည်းသိရပါဗျ။ဖလူရွာကန်တရင်ရင်မြစ်အချို့ဤပြောပြချက်အရစီအုပ်စုကဖလူပေါ်လီလမ်းပိုင်ကိုပြန်လည်စိုးမိုးနိုင်ရန်လက်ရှိတိုက်ပွဲဖြစ်နေသောရွာများတဝိုက်လေးကျောင်းအပါဝင်လက်နက်ကြီးများတိုက်ခိုက်နေခြင်းဖြစ်ပါသည်။ရှင်းကြောင်ရွာရှိ ်အိမ်ခြံမြေများထိခိုက်ပျက်စီးသလိုငွေလိမ်ကြားဖြန့်ယုံများလည်းအပျက်စီးရှိသည်ဟုဆိုပါရယ်ဖလူဖလူလေးမင်းလက်ပန်းအင်းချင်းမြိုင်မှာတော့အိမ်ခြံတွေအကုန်ပြက်ကုန်ပြီလက်နက်ကြီးရောဒရုန်းရောဝိုင်းတွဲနဲ့ရောစစ်တပ်ကချနေတာဆိုတော့ကြားဖြန့်ယုံတွေလည်းပြက်ကုန်ပြီဟုဖလူရွာအုပ်ချုပ်ရေးတာဝန်ခံအမျိုးသားတအူးကပြောပါရယ်အင်အားအများပြတုံထိုးစစ်စင်ရတွင်စေအုပ်စုဘက်ကသာအထိနာပြီးဒဏ်ရာရသူများကိုမြောက်ဝတီမြို့ပေါ်သို့ပို့ဆောင်ကူတာနေရကြောင်းမဟာမိတ်တပ်တရင်ချင်းမြက်ကပြောဆိုကြတော့လေ KIC အနေဖြင့်တရားအတည်ပြုနိုင်ရန်ကြိုးပမ်းလျက်ရှိပါတယ်။နောက်ဆုံးရရှိထားသောသတင်းများအရစေအုပ်စုကအင်ဂျင်မြိုင်ရွာဖုံးကြီးကျောင်းနေရာနှင့်မင်းလက်ပံကျေးရွာလမ်းပိုင်းမြောက်ဘက်မှ KNL မဟာမိတ်တပ်များကိုတိုက်ခိုက်နေသည့်ဖြင့်ယခုအချိန်အထိနှစ်ဖက်တိုက်ပွဲဆက်လက်ပြင်းထန်နေသည်ဖြစ်ပါသည်။ဆက်လက်ပြီးစစ်အာဏာရှင်တပ်ဆိုးရှင်နေသည့်ပြည်သူတွေလူအခွင့်အရေးဆုံးရှုံးမှုတုံ့နေရမယ်လို့ NUG ကောင်းဆောင်တွေပြောတဲ့ဆွဲသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်။ စစ်အာဏာရှင်တွေတပ်ဆိုးရှင်နေတဲ့၍ပြည်သူတွေဖိနှိပ်မှုကြုံရကောင်လူခွင့်ရေးဆုံးရှုံးမှုတွေကြုံနေကြရမှာဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ကောင်ဆောင်တွေကပြောကြားခဲ့ပါတယ်ဒီကနေ့ဒီဇင်ဘာ၁၀ရက်မှာကြာရောက်တဲ့89နှစ်မြောက်အပီပီဆိုင်ရာလူခွင့်ရည်နေမှာယာယီသမရဒူဝါလက်ရှိလာနေပြည်တော်စစ်ဝင်ကြီးချုပ်မန်ဝင်းခိုင်တန်းတို့ကအထိမ့်မဲ့စကားပြောကြားခဲ့ရမှာအခုလိုထဲသွင်းပြောကြားခဲ့တာပါဆီယာနာရှင်အစိုးရအဆက်ဆက်အောက်မှာပြည်သူတွေဟာနှစ်ပေါင်းများစွာလူအခွင့်ရေးဆုံးရှုံးမှုတွေကြုံတွေ့ခဲ့ရကြတယ်လို့ ရှိုင်းသမရကပြောပြပြီး2021ဆစ်အာနာသိမ့်မှုဖြစ်ပြီးနောက်ပိုင်းအရေးကြီးဆုံးသောလူခွင့်ရေးချိုးဖောက်မှုတွေကိုပြည်သူအလုံးအုံလိုက်ကျင်းလိုက်ခန်းစားနေကြရတဲ့အချိန်ဖြစ်တယ်လို့အတည်ပြုပါရယ်။ပြည်သူတရလုံးဟာလူခွင့်ရေးပြေဝစွာခန်းစားနိုင်ခွင့်ရှာရေးဟာ Federal Democracy စနစ်ခိုင်မာအောင်တည်ဆောက်နိုင်ရင်းနဲ့အဓိကဆက်ဆက်နေပါရယ်။ Federal Democracy စနစ်တည်ဆောက်နိုင်ရေးကလည်းစစ်အာဏာရှင်စနစ်ကိုချေမှုန်းနိုင်ရင်းနဲ့တိုက်ရိုက်ဆက်ဆံနေပါဗျ။စစ်အာဏာရှင်စနစ်သက်ဆိုးရှိနေတဲ့တွင်ပြည်သူတွေဟာအချိန်တိုင်းနေ့တိုင်း လူခွင့်ရေးကိုဆက်လက်ဆုံးရှုံးနေကြရအောင်မှာဖြစ်ပါတယ်လို့ယာယီသမရကပြောပါတယ်။ဝင်းကြီးချုပ်မန်းဝင်းခိုင်တန်းကလည်းတော်လန်ရေးဟာအရင်အနီးကြီးမားတာကြောင့်အနာကက်အတွက်အမျက်ကြီးကြီးရဖို့လိုကြောင်းပြောပါတယ်။အဲ့ဒီအမျက်ကတော့တရားမျှတမှုရှိတဲ့လူခွင့်ရေးကိုအမခန့်နဲ့ Federal Democracy ပြည်ထောင်စုသစ်ပဲဖြစ်ပါတယ်လို့ပြည်ထောင်စုဝင်းကြီးချုပ်ကပြောပါတယ်။လက်ရှိတော်လန်ရေးဟာဖျက်တမ်းခဲ့တဲ့တမိုင်းတရှောင်းအရင်အနီးအများဆုံးဖြစ်တယ်လို့ထိုက်တန်တဲ့ရလက်ကောင်းကိုရရှိဖို့အခွင့်အလမ်းအများဆုံးတော်လန်ရေးတစ်ခုဖြစ်ကြောင်းလည်းပြည်ထောင်စုဝင်းကြီးချုပ်ကပြောပါတယ်။ဒါပြင်တော်လန်ရေးကို လင်းလင်းမြန်မြန်အောင်အောင်မြင်မြန်အဆုံးမတက်နိုင်တဲ့ရွေးပြည်သူလူထုရဲ့ဘဝဟာအကြံဖက်စေအုပ်စုရဲ့ဖိနှိပ်မှုအောက်မှာလွတ်လပ်စွာဆုံးဖြတ်ခွင့်လုံခြုံမှုရှိခွင့်တရားမျှတစွာရှင်သန်ခွင့်နဲ့တရားဥပဒေစိုးမိုးမှုအောက်မှာအကာအကွယ်ရပိုင်ခွင့်စားတဲ့အခြေခံလူ့အခွင့်အရေးများလုံးဝပျောက်ဆုံးနေအောင်မှာဖြစ်ကြောင်းလဲဝန်ကြီးချုပ်ကပြောကြားပါတယ် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ပြည်သူနဲ့အတူတက်သားတဲ့ရက်တီပြီးလူခွင့်ရေးချိုးဖောက်မှုဆိုင်ရာအချက်လက်တွေကိုစနစ်တကျမှတ်တမ်းတင်တာနိုင်ငံတကာရာဇဝတ်ခုံရုံး ICC FPP ဆိုင်ရာတရားရုံး ICJ စတဲ့နိုင်ငံတကာတရားစီရင်ရေးရန်ရည်တွေနဲ့ပူးပေါင်းဆောင်ရွက်ကတရားမျှတမှုရဖို့အစဉ်ကြိုးပမ်းနေတယ်လို့နိုင်ငံရေးနိုင်ငံခြားရေးစစ်ရေးအုပ်ချုပ်ရေးစတဲ့ခန္ဓာဆောင်ကလည်းနေစင်မပြတ်ကြိုးပမ်းတိုက်ပွဲဝင်ရရှိကြောင်းအတည်ပြုပါတယ် ်အခြားတစ်ဖက်မှာလည်းပြည်သူတွေရဲ့ရဲရဲနဲ့တိုက်ပွဲဝင်မှုကြောင့်လူခွင့်ရေးကိုအခြေခံပြီးကိုပိုင်ဆုံးဖျက်ခွင့်ကိုကင်ဆွဲတဲ့နိုင်ငံရေးရန်နရားတွေဟာဒေတာအသီးသီးမှပေါ်ပေါက်လာနေတယ်လို့ဆိုပါတယ်။ဒါဟာစစ်အာဏာရှင်စနစ်ကလွတ်မြောက်ပြီးလူသားအလုံးရဲ့ကိုပိုင်အခွင့်ရေးတွေထုံးကားတဲ့နိုင်ငံတော်တစ်ကိုပြည်သူကိုယ်တိုင်တိစောက်နေပြီဆိုတာကိုကဘာကိုပြသနေခြင်းဖြစ်တယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်ကပြောပါတယ်။ ပြည်သူတရက်လုံးရဲ့မတရားမှုကိုစန့်ကျင်တဲ့ဆန္ဒအသက်သွေးချွေးရင်းနေပြီးဝင်ရောက်ဆင်နွှဲနေတဲ့စစ်အာဏာရှင်အမြင့်ဖြတ်ရေးတိုက်ပွဲပြည်သူတအူးချင်းစီရဲ့အခြေခံလူအခွင့်အရေးနဲ့ကိုပိုင်ဆုံးဖြတ်ပိုင်ခွင့်ဆိုတာတွေကိုရင်းနှီးမှအမြင့်မှတ်သားထားဖို့လေဝင်ကြီးချုပ်မန်းဝင်းခိုင်တန်းကတိုက်တွန်းပါတယ်ပြည်သူတွေရဲ့ရဲရင့်တဲ့တိုက်ပွဲဝင်မှုမှာခိုင်မာတဲ့ရည်မှန်ချက်နဲ့ညီညွတ်တဲ့ပူးပေါင်းဆောင်ရွက်ချက်တွေကြောင့်မကြာမီမှာစစ်အာဏာရှင်စနစ်ကိုအပြီးတိုင်ချေမုန်းကလူအခွင့်အရေးအပြည့်အဝရရှိတဲ့မြန်မာနိုင်ငံအစ်စ်ကိုဖော်ဆောင်နိုင်မယ်လို့ယုံကြည်ကြောင်းလည်းပြောကြားခဲ့ပါတယ် ဆက်လက်ပြီးနရေကန်ဗျူဟာကုန်းမှဘုံလာကျဲသည့်စစ်ကော်မရှင်၏တိုက်ခိုက်ရေးဒရုန်းအကြီးစားကိုအေအေတိုက်ခိုက်ပစ်ချအမြောက်တပ်မှလည်းလက်နက်ကြီးများဇက်တိုက်ပစ်ခုနေတဲ့ဆွေတဲ့င်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။မကွေးတိုင်းဗဒန်းတက်နယ်နရေကန်ဗျူဟာကုန်းမှလွှတ်တင်လိုက်တဲ့စစ်ကော်မရှင်၏တိုက်ခိုက်ရေးဒရုန်းအကြီးစားတစ်ခုကိုအေအေကတိုက်ခိုက်ပစ်ချနိုင်ခဲ့ကြောင်းသိရပါတယ်။ ဒီဇင်ဘာ၈ရက်နေ့ညပိုင်းအချိန်ကကုတ်တီကျေးရွာအနီးကိုတိုက်ခိုက်ပုံကျဲရန်လာသည့် drone အကြီးစားကိုအေအေကဂျမနီပညာသုံး၍တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့သည်ဟုသတင်းရင်းမြစ်များကဆိုပါရယ်စစ်ကော်မရှင်ကနရေကန်ပြူဟာကုန်းသို့စစ်ကူပိုးသည့်စစ်ကြောင်းများကိုအေအေကကြားဖြတ်တိုက်ခိုက်နေရာပစီနှင့်ကုတ်တီကျေးရွာအနီးတွင်တိုက်ပွဲများဆက်လက်ပြင်းထန်နေပါရယ်စစ်တပ်ကလက်နက်ကြီးပစ်ကူလေကြောင်းနှင့် drone အသုံးပြုပြီးခုခံတိုက်ခိုက်နေတယ်ခဲယမ်းဖြည့်တင်တဲ့လမ်းကြောင်းတွေကိုအေအေကပိတ်ဆို့ဖျက်တောက်ဖို့ကြိုးစားနေတယ်ဒရုန်းပစ်ချလိုက်တယ်လို့တော့ကြားရခင်များဟု သတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါရယ်ပြီးခဲ့တဲ့ဒီဇင်ဘာ9ရက်နေ့ကပစီချေးရွာဘက်မှတက်လာတဲ့ AR 80ကျော်ပါစစ်ကြောင်းကို AA ကကြားဖြတ်တိုက်ခိုက်ခဲ့ရာတိုက်ပွဲဖြစ်ပွားပြီးစစ်ကောင်မရှင်ကလေးချောင်းပစ်ကူပါပေးခဲ့ကြောင်းသိရပါရယ်စုံကုန်းအမြောက်တက်မှနေပြီးတိုက်ပွဲဖြစ်ပွားရာနှင့် AA တပ်များသိမ်းပိုက်ထားသည့်ကာကင်းစခန်းများကိုလက်နက်ကြီးပစ်ကူများစက်တိုက်ပစ်ကူပေးနေကြောင်းဒေတာရင်းသတင်းရင်းမြစ်များထံမှသိရပါရယ် နေကံပြူဟာကုန်းကိုစစ်ခုပို့နိုင်ရန်စစ်ကော်မရှင်ကစစ်မှုရန်တပ်သားတင်များကိုအင်အားအလုံးရင်အသုံးပြုထားပြီးအမြောက်စစ်စင်ရေးကုကဲမှုဌာနချုပ်အတွင်အင်အားစုဖွဲ့ကစေလွတ်နေကြောင်းသိရပါတယ်။စစ်ခုစစ်ကြောင်းနဲ့ခရမ်းပါရင်တန်းများကိုပြီးခဲ့တဲ့ဒီဇင်ဘာ၁ရက်နေ့နဲ့၃ရက်နေ့တို့တွင်စစ်ကော်မရှင်ကလမ်းတင်နှင်းလမ်းဟောင်းတို့မှနေပြီးပို့ဆောင်ခဲ့ပါတယ်။